အားလုံးပဲမင်္ဂလာပါဒီနေ့ပြည်내မြားရေးရှင်တဲ့ကြောင်းရလေးကတော့ single nugget အသုံးပြုတဲ့သူတွေအတွက်ပေါ့နော် မဖြစ်မနေသိထားတဲ့အရာလေးတွေကိုဒီဗီဒီယိုမှာပြည်내မြားရေးပေးသားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ single nugget သုံးနေဆိုလို့ရှိရင်ကျွန်တော်ဘာတွေသိထားရမလဲကျွန်တော်ဘာတွေပြုထားတဲ့နေဆိုတာပေါ့နော်ကျွန်တော်ဖုန်းမှာကျွန်တော်ပြင်ဆင်ထားမဲ့အရာလေးတွေကိုပေါ့နော် ်တငယ်ချင်းတွေကိုပြန်လည်မှာပေးတာဖြစ်ပါတယ်ကောနော်အဲ့တော့အရင်ဦးဆုံးနေကြဗတိထားမှာဆိုလို့ရှင်ကျွန်တော်အသုံးပြုတဲ့ for your sync ကနှစ်ကက်ရှိတယ်ဆိုလို့ရှင်ပေါ့နော်အဲ့တော့ကိုအသုံးပြုတဲ့ sync ကအင်တာနက်ပေါ့နော်အင်တာနက်ကက်ကကျွန်တော်တို့က sync 1မှာတောင်းရလား sync 2မှာတောင်းရလားဆိုတာပေါ့နော်အရင်ဦးဆုံးနေကြတော့ဘယ်လိုဆစ်ဆရမလဲဆိုတော့ကြော်ပြပေးတာပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီ for your sync နဲ့ကျွန်တော်တာပြလိုက်ပါတော်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ကအခုပြပေးတဲ့ဖုန်းကဒီ Redmi ဖုန်းကိုပြပေးပြပေးသွားတာဖြစ်ပါတယ်ပေါ့နော် ဲ့တော့အယုံဆုံးနေကျွန်တော်ပြနေသွားမှာဆိုလို့ရှိရင်ဒီ network နေရာကျွန်တော်သွားပြလိုက်ပါပြီးရင်တော့ကျွန်တော်ဒီမှာကျွန်တော်က call တွေ့ရလိမ့်မယ်နော်ပေါ်စမတာ call ဆိုတာကတော့ကျွန်တော် phone call phone call တာပေါ့နော်ကျွန်တော် phone call ဆိုတာကဒီနေရာကျွန်တော် phone call ခလုတ်နေရာပေါ့နော်ကျွန်တော်ပုံမှန်တိုင်းဆိုလို့ရှိရင်ဒီမှာ phone call ရမှာဆိုလို့ရှိရင်ပေါ့နော်ဒီမှာအောက်မှာကျွန်တော်တို့က call တွေ့ပါလိမ့်မယ်ဒီအောက်ဒီ call တွေ့ပါလိမ့်မယ်နော်ဒီ call နေရာမှာကျွန်တော်က sin 1နဲ့ ထိုးမှလားစင်းတူးထိုးမှလားဆိုတော့ကျွန်တော်ကဒီမှာကျွန်တော်မပြင်ထားဘူးဗောနော်မပြင်ထားတော့ကြောင့်မလို့ကျွန်တော်ကစင်းဝမ်းထိုးထိုးရမလို့ဘာလဲကျွန်တော်မသိဘူးဗောနော်ဒါဘယ်ကဲနဲ့ကျွန်တော်ဖုန်းခေါ်မှကျွန်တော်မသိဘူးဗောနော်အဲ့ဒါကျွန်တော်ဘယ်လိုပြင်ဆင်ရမှာကျွန်တော်ပြပေးသားဗောနော်အဲ့တော့ကျွန်တော်ကကျွန်တော် first set နဲ့ကျွန်တော်သွားပေးရပါဗောနော်နောက်ပြီးဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်ကဒီကောနေရာကိုချက်နေလိုက်ပါဒီလိုဆိုလို့ရှိရင်ကျတို့ကအဖုန်းခေါ်တဲ့နေရာမှာဆိုလို့ရှိရင်ကျတို့ကအများနဲ့မေးမယ်ဆိုလို့ရှိရင်ဒီနေရာမှာဆက် along add နဲ့ဆက်တက်ပြလာမှာဆိုလို့ရှိရင်တော့ တို့ဖုန်းခေါ်ရတဲ့အကြောင်းပြသွားလိုက်မှာဆိုလို့ရှိရင်ပေါ့နော်တို့စင်ဝမ်းစင်တူတို့ပြပြဖြစ်ပါတယ်ပေါ့နော်ဒီညမှာเนาะတို့ကဖုန်းခေါ်ရတဲ့အကြောင်းပြသွားကြည့်မယ်နော်ဖုန်းခေါ်လိုက်မှာဆိုလို့ရှိရင်ဒီညမှာစင်ဝမ်းမတို့ခေါ်မှာလားစင်တူတို့ခေါ်မှာတို့ဒီမှာပြပြတယ်ပေါ့နော်အဲ့တော့ဟိုကဒီမှာရွေးရတာရွေးရတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တို့ကဒီညမှာစစ်တရားပြန်ကြောင်းရွေးရပါတယ်ပေါ့နော် ောက်တစ်ချက်ကျတော့ကျွန်တော်ဒီစာရေးပေါ့နော် SMS နဲ့ချက်နေတယ်ပေါ့နော်ဒီနေရာမှာရှားလို့ရှိရင်လည်းကျွန်တော်က sync ကဒီကျွန်တော်ပို့လာစာရေးလေးရှိတယ်ပေါ့နော်အဲ့စာရေးလေးကိုကိုက C1 နဲ့ကျွန်တော်ဟာတော့ကျွန်တော်ကပို့မှလာပေါ့နော် C2 ဟာကျွန်တော်ပို့မှကျွန်တော်ဒီမှာရွေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကစိတ်တရကျွန်တော်ပြောင်းလဲခြင်းနေဆိုလို့ရှိရင်တော့ဒီနေရာမှာအလောင်းတွေကကျွန်တော်ထားပေးလိုက်ပေါ့နော်ကိုယ်သေးတဲ့တခက်မှာထားခြင်းနေဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်ကကိုယ့်ရဲ့စိတ်တရပေါ့နော်ဒီနေရာမှာ ရွေးရပါတယ်ပေါ့နော်ကျွန်တော်ကတော့ရှေ့တည်းကထားမှာပေါ့နော်ကျွန်တော်ကဒီညချောင်းရွေးပေးရရင်ပိုးတွေမှအဆင်ပြေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီညမှာဒီပို့ဖို့တက်ကျွန်တော်အားလုံးကိုအကြံပေးရဖြစ်ပါတယ်ပေါ့နော်ဆက်တဲ့ကျကျွန်တော်အင်တာနက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အင်တာနက်နေရာကျွန်တော်ယူလိုက်မှာဆိုလို့ရှိရင်ကိုကအခု၃နှစ်ကကကျွန်တော်ဒီမှာဆိုလို့ရှိရင်ထူးမွန်းတိချက်ပေါ့နော်စင်ဝါစတီပေါ့နော်အခုကျွန်တော်လက်ရှိကျွန်တော်၃နှစ်ကကစင်တူးပေါ့နော်စင်တူးနဲ့ကျွန်တော်၃နှစ်ဖြစ်ပါတယ်ပေါ့နော် အဲ့တော့ကိုကဒီညမှာစင်းဝန်းပြောင်းရနေဆိုလို့ရှိရင်ကျော်ဒီမှာအပေါ်မှာကျွန်တော်ပြောင်းလို့ရတယ်ပေါ့နော်အပေါ်ကျွန်တော်ဒီများလေးပေါ့နော်ဒီအမှန်ရှိတယ်ကျွန်တော်အပေါ်အပေါ်ကျွန်တော်ယူပြလိုက်ပေါ့နော်အကယ်၍ကိုကစင်းစင်းတူနဲ့ပြောင်းမပြောင်းမဆိုလို့ရှိရင်ဒီအောက်ပါကျွန်တော်ယူချက်ပြလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီညမှာကိုကိုတုံးနေတဲ့အင်တာနက်ကပ်ကစင်းဝန်းလားစင်းတူလားဆိုတော့ဆက်တယ်ညဒီမှာလာပြီးတော့မှပြောင်းလို့ရပါတယ်ပေါ့နော် အဲ့ဒီတော့ကျွန်တော်အသုံးပြုတဲ့စင်ကက်တွေပေါ့နော်နှစ်ကက်သုံးရဆိုလို့ရှိရင်ပေါ့ဒီလူမျိုးစတင်လေးကျော်ချင်းမှုတန်းချင်ထားဖို့တက် ပေါ့နော်သူငယ်ရတွေကိုအကြံပေးချင်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့သူများပြရမှာမလို့ဘူးကိုကိုယ်တိုင်ပဲဒီမှာလာပြီးတော့မှကိုယ့်ဖုန်းနံပါတ်လာပြီးတော့မှဆက်တင်ရပြန်ပြောင်းလို့ရတယ်ဆက်တင်ကြလာပြီးတော့မှဒီထဲမှာပြုတ်ပြီးပြီးတော့မှသုံးမိရတဲ့ရာပေါ့နော်သူငယ်ရတွေကိုပြန်လည်ပြပေးတာဖြစ်ပါတယ်ပေါ့နော်